မြင်ရတယ်ကြားရတယ်ခံစားရတယ်ကို တရုတ်လိုလွယ်အောင်လို့ဘယ်လိုပြောမလဲဒီစကားလုံးတွေဟာဆိုရင်နည်းစဉ်သုံးစကားလုံးတွေဖြစ်သည့်အတိုင်းအောင်တော်တော်လေးမှတ်တတ်တာကိုလည်းတွေ့ရတယ်ဒါကိုဒီနေ့ဒီဗီဒီယိုမှာ အလွယ်ဆုံးနည်းနဲ့ရှင်းပြပေးမှာပဲဖြစ်ပါတယ်ပထမဦးဆုံးဒီဟာကိုဆက်ပြောဖို့အတွက်ဆိုလို့ရှင်စကားလုံးတစ်လုံးကိုတည်ထားဖို့လိုအပ်ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှင်ဒီစကားလုံးပါတောက် ဒီစကလုံးကမြန်မာလိုဆိုလို့ရှိရင်တော့ရောက်ရှိသည်ဆိုပြီးတော့အထိပ်ပဲရတယ်မြင်ရတယ်မြင်ရတယ်ဆိုလို့ရှိရင်ကြည်သည်ကခန့်ဒီခန့်ကိုဒီစကလုံးခုနကတည်းကပြောတဲ့စကလုံးဒီတောက်လေးပေါင်းလိုက်ရုံပါပဲခန့်တောက်မြင်ရတယ်ခန့်တောက်လမမြင်ရလား我看到了ငါမြင်ရတယ်နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်လည်းတွေ့ပါတယ်နားထောင်သည်ဆိုရင်ထင်းဒီထင်းကို ဒီတောက်လေးပေါင်းလိုက်ပြီဆိုတာ ਨੇ ထင်းတောက်ထင်းတောက်ဆိုလို့ရှိရင်ကြားရတယ်။ဒီထင်းတောက်了吗?你加呀比啦，我听到了，我加呀比。然后这没有你那 solution，看啥呀的，看啥呀的 solution，感觉看啥去，看啥的，感觉这句话呗，道理帮了有嘛呗，感觉到，感觉到过，啊，多少表面 solution，感。 到感到学校就是看啥样，我感到幸福，我个就是木古看啥 I 的，所以特别对，就是就买。